မင်္ဂလာပါရှင်။ Samni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။2025ခုနှစ် Max 28ရက်နေ့မှာပြင်းအား8.9ရှိတဲ့ကြီးမားတဲ့ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။ငလျင်လှုပ်ခတ်မဲ့အချိန်ကိုအတိအကျခန့်မှန်းလို့မရခဲ့ပါဘူး။ဒီငလျင်ကနှစ်ပေါင်းများစွာစုပြုံထားခဲ့တဲ့ PR တွေကိုစက္ကန့်ပိုင်းအတွင်းမှာထုတ်လွှတ်ခဲ့တာဖြစ်ပြီးသဘာဝရေးကြိုတင်မခန့်မှန်းနိုင်တဲ့အရာတွေပဲဖြစ်ပါတယ်။ဒါဆိုဒီငလျင်ဖြစ်တာကဘလို့ဖြစ်ပေါ်စေတာလဲ။ဘာလို့ကြုံမသိရတာလဲဆိုတဲ့အကြောင်းအရာလေးတွေကိုဆက်လက်ပြောပြပေးပါရစေရှင်။ ကိုင်းပြည့်ရွေကျောဟာမြန်မာနိုင်ငံမှာတည်ရှိတဲ့အထက်ပြည့်ရွေကျောတစ်ခုပဲဖြစ်ပါတယ်။၎င်းဟာစွန်တာကျောက်ထုလွာနဲ့အိန္ဒိယကျောက်ထုလွာအကြားမှာတည်ရှိနေတဲ့အတွက်ပြည့်ရွေကျောလည်းဖြစ်ပါတယ်။၎င်းဟာမန္တလေး၊ရမဲသင်၊ပြည်မနာ၊နေပြည်တော်၊တောင်ကူနဲ့ပဲခူးတို့ကိုဖြတ်သန်းလျက်တည်ရှိကအရှေ့အဖြစ်1900ကီလိုမီတာရှိပါတယ်။စကိုင်းပြည့်ရွေကျောဟာကပ်ပလီကန်လွန်မှစတင်ခဲ့ကမြန်မာနိုင်ငံအလဲပိုင်းဒေသအထိဖြစ်ပါတယ်။ဒီပြည့်ရွေကျောဟာအရှေ့ဘက်ကလေးရရှိတဲ့ရှမ်းပြည့်ရွေငယ်နဲ့နှိုင်းစာသော၎င်း၏အလျားတစ်လျှောက်မှာမြင်းမျက်နှာသွင်းမြင်အရာတောင်ကုန်း ောင်တန်းထူတက်မှုကလည်းနေပါတယ်။အိန္ဒိယစွန်တာကြောက်ချက်လွာကြီးနှစ်ခုရဲ့အကြားမှာရှိတယ်။စုစုပေါင်းရွေလျားနှုန်းဟာတစ်နှစ်မှာ35မီလီမီတာဖြစ်ပါတယ်။အဲ့ဒီအထက်ကမှ18မီလီမီတာကဂျိုဒူးမှာရရှိတဲ့အချက်အလက်တွေအရသခိုင်းပြည့်ရွေကျောမှာဖြစ်ပေါ်နေတာကိုလည်းတွေ့ရပါတယ်။ရေသသူအများစုကတော့ပြည့်ရွေကျောရဲ့အရွှေ့ဟာ360ကီလိုမီတာမှ400ကီလိုမီတာကျားအထိရှိတယ်လို့လည်းခန့်မှန်းကြတော့လဲအများဆုံးအရွှေ့ဟာ100ကီလိုမီတာခန့်ရှိပါတယ်။20ရာစုအစောပိုင်းမှာတော့သခိုင်းပြည့်ရွေကျောရဲ့အလက်ရတဝက်ကျော်ဟာငလျင်များဖြစ်ပေါ်စေတဲ့ ကြောင်းရင်းတွေထဲမှာပါဝင်ခဲ့ပါတယ်။သမိုင်းမတန်းများကိုပြန်လည်ကြည့်ပါကစကိုင်းပြည့်ရွေကျော်ရဲ့မြောက်ဖက်ဆုံးအပိုင်းမှာ1906ခုနှစ်နဲ့1908ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်တွေဟာအထက်ငလျင်တွေဖြစ်ပါတယ်။၎င်းနေရာမှာ1932ခုနှစ်ငလျင်လှုပ်ခတ်ခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ထို့နည်းတူစွာပဲ1932ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့နေရာလေးကလည်းထိခိုက်ခဲ့ပါတယ်။ပထမဆုံးအထက်လှုပ်ခတ်မှုဟာ1946ခုနှစ်မှာနှစ်ကြိမ်ဆက်တိုက်လှုပ်ရှားခဲ့တာဖြစ်ပြီးနောက်ထပ်အထက်လှုပ်ခတ်မှုဟာပြည့်ရွေကျော်ရဲ့တင်းအားအချိန်ကြီးကြောင့်လည်းဖြစ်ပါတယ်။ဆ 10နှစ်ကြာမြင့်ပြီးတဲ့နောက်မှာတော့မန္တလေးမြို့အနီးမှာပြင်းအား9.1ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရမှာလူအ ਨੇ ဆုံး40ဦးသေဆုံးခဲ့ပါတယ်။ငလျင်ကြောင့်1946ခုနှစ်မှာပျက်စီးခဲ့တဲ့တောင်ဘက်ပိုင်းကလည်းကျိုးပျက်ထိခိုက်ခဲ့ပါတယ်။1992ခုနှစ်မှာတော့1946ခုနှစ်က9.3ညပြင်းရရှိတဲ့ငလျင်နှစ်ခုအကြာဖြစ်ပေါ်လာတဲ့ငလျင်အသေးစားတစ်ခုကြောင့်လူ9ဦးသေဆုံးခဲ့ရပါတယ်။1939နှစ်မေလနဲ့ဒီဇင်ဘာလမှာပြည့်ရွေကျော်ရဲ့လှုပ်ရှားမှုတွေကြောင့်ငလျင်များဖြစ်ပေါ်ခဲ့တော့လေ၎င်းငလျင်ဟာတစ်ခုနဲ့တစ်ခုဆက်စ ဆက်မှုမရှိဘဲမြောက်ပိုင်းတွင်တိကျဖြစ်ပေါ်ခဲ့တဲ့ငလျင်တွေလည်းဖြစ်ပါတယ်1939ခုနှစ်ဒီဇင်ဘာငလျင်ကမေလမှာဖြစ်ပေါ်ခဲ့တဲ့ငလျင်ရဲ့ရွေးရှားမှုကြောင့်ဖြစ်ပေါ်ခဲ့ခြင်းလည်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာသခိုင်းပြည်ရွေကျော်နဲ့အခြားပြည်ရွေကျော်မှာတည်ရှိတဲ့အတွက်ငလျင်ကြီးမှာဖြစ်ပေါ်တဲ့နိုင်ငံတတိုင်းကလည်းဖြစ်ပါတယ်2025ခုနှစ်မတ်လ28ရက်နေ့မှာ1.8ပြင်းရရှိတဲ့ငလျင်တစ်ခုဖြစ်ပေါ်လာရခြင်းကတော့မြန်မာနိုင်ငံမှာအပြင်းထန်ဆုံးငလျင်ဖြစ်မှတ်တမ်းတင်ထားပါတယ်ငလျင်တန်းကြောင့်မြန်မာနိုင်ငံမှာသေဆုံးသူ2900ကျော်နဲ့ထိုင်းမှာတော့18ဦးအသက် ဆုံးရှုံးခဲ့ရပြီးအများအပြားပျောက်ဆုံးလျက်ရှိကြောင်းကိုလည်းသိရှိရပါတယ်။လူပေါင်း3400ကျော်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဗန်ကောက်မြို့ရှိဆောက်လက်စာအဆောက်အဦးပြိုကျမှုအပါအဝင်လူဦးရေပေါင်းများစွာလည်းပျောက်ဆုံးလျက်ရှိပါတယ်။အခုအချိန်ထိကယ်ဆယ်ရေးလုပ်ငန်းများလည်းလုံဆောင်လျက်ရှိပါတယ်။ဒီငလျင်ကဗဟိုချက်နေရာကနေမိုင်မောင်းများစွာဝေးတဲ့နေရာတွေအထိပါခန်းဆားခဲ့ရပါတယ်။မန္တလေးကနေမိုင်600ကျော်ဝေးပေမဲ့ဗန်ကောက်မြို့ရဲ့မြေပြိုပြောင်းမှုနဲ့အတူလူဦးရေသေသေးမှုတွေကြောင့်အဆောက်အဦးတွေပြိုကျပျက်စီးခဲ့ရတဲ့အထိပြင်းပြထန်ထန်ခန်းဆားခဲ့ရပါတယ်။အထူးသဖြင့် ်ပတ်တွတ်ချက်ပန်းစံအနီးကထက်30ဆောက်လို့စဲအဆောက်အအုံပြိုကျခဲ့တာကြောင့်ဘလောက်တောင်ပြိမိနေမလဲဆိုရင်အခုချိန်ထိအတိအကျမသိရသေးပါဘူးမြန်မာနိုင်ငံမှာတော့စိတ်မကောင်းစရာတကိုးကြီးသမိုင်းဝင်ဖရာတွေဖြစ်တဲ့မဟာမြမုန်နေဖရာရွှေစာရံမြာသိန်းနံစတဲ့တကိုးကြီးဖရာတွေလည်းပါဝင်ပြီးဇေဒီပေါင်းများစွာလည်းပျက်စီးခဲ့ပါတယ်မန္တလေးကျုံအနီးကနမ်းမြူရိုးကလည်းငလျင်တကြောက်ပျက်စီးခဲ့ရပါတယ်စကိုင်းတရာဟောင်းကြီးကလည်းပျက်စီးခဲ့ရပြီးအောင်မန်းဟိုတယ်ပျက်စီးမှုနဲ့အတူလူတွေကလည်းပြိမိနေခဲ့ပါတယ်မန္တလေးလေစိတ်နေပြည်တော်နေရာတော်တော်များများတွေမှာလည်းပျက်စီးမှုများစွာ ကြုံခဲ့ရပါတယ်။ယခုလက်ရှိမြန်မာနိုင်ငံမှာအခြေအနေတွေကရှုပ်ထွေးနေပြီးနိုင်ငံတကာမှာအကူအညီများလည်းဆက်တင်ရောက်ရှိလာကြောင်းကိုလည်းသိရှိရပါတယ်။တရုတ်၊ရုရှား၊အိန္ဒိယနဲ့အမေရိကန်ရဲ့ကလန့်ချက်တွေလည်းရရှိပြီးကယ်ဆယ်ရေးများလည်းပြုလုပ်တောင်းပြီးဖြစ်ကြောင်းကိုလည်းသိရပါတယ်။ငလျင်ကလူတွေရဲ့ဘဝတွေကိုသာမကငလျင်ကြိုတင်ခံမှန်းမှုခက်ခဲမှုတွေကိုပါထင်ဟပ်စေကြောင်းကိုဝန်းနည်းစွာတင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်။